ကေတီ YouTube channel ရပြန်လိုက်ကြိုးစားပါရပါနော်နေဘာလို့ပြောချင်းလဲဆိုတော့နော်အဲ့တော့တူရကီမှာငလင်းလောက်သွားရပါကနော်သူကတော့မိနစ်ကြာတယ်ပေါ့နော်မိနစ်ကြာတယ်မိနစ်ဘလောက်ထိကြာတော့ဆိုလို့ရှင်10မိနစ်တောင်ကြာတယ်ကျွန်တော်တို့ရှိမှာနော်3မိနစ်လောက်လေးလှုပ်တာတော့ဒီလောက်ဖြစ်သွားတာနော်ကျွန်တော်တို့က10မိနစ်တောင်လှုပ်သွားတယ်တူရကီမှာနော်ဘလောက် ဒါမှကျွန်တော်တို့သူကဘာသာအတူတူမတူတူကျွန်တော်တို့လူသားနေနေပဲကြည့်တယ်ဗျ။တော့ပြည်စုံချုံလို့ချင်းကျွန်တော်တို့လည်းထပ်တူဝန်နေရပါတယ်ကျွန်တော်တို့နိုင်ငံဖြစ်တော့လဲဘယ်နိုင်ဒီနိုင်ငံတွေပိုင်ပါပိုင်နေသူတို့လည်းဝန်နေမှာပဲကြည်ပြီးတော့အကုန်လုံးတဆိုးဆိုးလို့ချင်းပြီးကနေဘက်ကနေကြည့်ကြအောင်တော့တွေးပြရဒီအရာကတော့မပြောချင်တော့ပါဘူးကခင်ဗျာ အတုံယုံအတုံယုံနေနဲ့စိတ်ကနေစကနေဟာအတက်ဗနာထွက်လာမှမသိရဲ့အရာအများကြီးပဲတော့ဒီပေါ်မှာလဲတောင်ဝင်ကယူလာဆိုခဏပဲတောင်ဝင်ကယူရပြီးဟာပေါက်ပန်းလေးတဲ့ပေါက်ပန်းလေးတဲ့ရဖြစ်ကြတာပဲတောင်ဝင်ကယူသမ်းမှာဆိုတော့တောင်ဝင်ကယူသမ်းမှာဖြစ်ဘက်ဘိတ်ကွတ်ဆိုတော့ခင်ဗျစူစောလဲမလျှောက်မီမလျှောက်တော့လဲမစုံမီဘာညာကွီးကွာရခဏအတဲတောင်မြန်တဲ့အရာဖြစ်သွားတာဗျာဒီတော့နှစ်သက်ချီအသုံးတော့3လ2020 5မှာဖြစ်သွားတဲ့အရာခင်ဗျလုံးဝဖြစ်ကနေဖြစ်ကနေဖြစ်သွားတဲ့အရာ နော်အကြော်တော်အကုန်လုံးအတိတရားလေးတွေရပြီးတော့နော် အေဂျန်အောင်နော်မြန်နိုင်ငံကြီးဖွံ့ဖြိုးတိုးတက်အောင်ဆိုတော့စိတ်လေးတွေမွေးပြီးတော့လှုပ်ကြတယ်မှာခင်ဗျာဒီမှာသင်္ကာရခင်ဗျာဘယ်ဘလောက်တောင်းဝင်ကရရကြောင်းတော့ချက်ချင်းချက်ချင်းဖြစ်သွားတဲ့အရာကြီးကိုနော်အကြော်ဒီမှာတစ်ချက်နော်အမတူရကီငလင်ကိုတစ်ချက်နားထောင်တယ် 23ရက်နေ့လီလာပိုင်း2025ခုနှစ်မှာပဲငလင်ထက်လောက်သွားပါတယ်အဲ့ဒီငလင်ဟာဆိုရင်ပြင်အား6တက်တမနှစ်မကနီကျူအစင်ရှိပြီးတော့6တက်တမနှစ်အစင်ရှိငလင်ချင်းနဲ့အတူငလင်ငယ်ပေါင်းများစွာအများပြားလောက်ခတ်ခဲ့တဲ့အတွက်ကြောင့်အလင်းစစ်ပောင်းကြကြင်ဟာ10မိနစ်ခန့်လောက်ကြာခဲ့တယ်လို့လည်းအာနာပိုင်များကတရင်ထုတ်ပြန်ကြပါတယ်အခုလောက်ခတ်ခဲ့တဲ့တူဒီငလင်ဟာဆိုရင်အချိန်ကြာမြင့်စွာလောက်ခတ်ခဲ့တဲ့အတွက်ကြောင့်မလို့တဲ့မြန်မာစကိုင်းငလင်ချက်3ဆကျော်ပြည့်စည်ဆုံးရှုံးမှုများနဲ့အတူအသေးပြောင်များလည်းများခဲ့တယ်လို့အာနာပိုင်များကတရင်ထုတ်ပြန်ကြပါတယ်ယခုလောလောဆယ်မှာတော့ကဲဆေးအများပြားနဲ့အတူအင်တိုက်အားတိုက်ရှာ ွေကဲစမ်းမှပြေလုံးနေကြတယ်လို့သိရပါတယ်။၈မိနစ်။၈မိနစ်။နော်။ကြတော့ခင်ဗျားတို့မြင်သာမယ်လို့တော့ထင်ပါတယ်နော်။ကိုယ်နိုင်ငံမှာလည်းဖြစ်သွားသူများနိုင်ငံမှာလည်းအမဂျုံပြက်စီးမှုပြက်စီးမှုကြီးကဘယ်လောက်ကြောက်စရာကောင်းတော့။ကြောက်စရာကြီး။နော်။အကြတော့တွေးတက်မြင်တတ်မယ်လို့တော့ထင်ပါတယ်။ကျွန်တော်ရဲ့တန်မြတ်နော်။တောင်ဝေကရရစရာတောင်ဝေကရရစရာအများကြီးပဲခင်ဗျာ။ကျွန်တော်တို့တောင်ပို့ပြီးထိခိုက်တယ်ကျွန်တော်တို့3မိနစ်တောင်မှတအားထိခိုက်တယ်ဆိုသူတို့7မိနစ်ဆိုတော့ပြီးပြီပြီဗျာ။ တားထိကြိုက်သွားတာလीတားထိကြိုက်သွားတဲ့အရာကြီးပေါ်မှာဗျာဘလောက်ကြောက်စရာကောင်းတော့နော်ကြောက်စရာကြီးလူတွေဘလောက်တိမ်မလို့တော့မသိဘူးကျွန်တော်3မိနစ်လောက်သွားတော့မှလူပေါင်းအများကြီးတည်တာဟမ်သူတို့ချစ်မနေဆိုတော့ပြီးပြီဗျာဘလောက်များဆိုးသွားမလို့နော်မတွေးရဲစရာမတွေးရဲစရာကျွန်တော်ကတော့ ကိုကိုရှိမှဖြစ်သွားတဲ့အရာစိတ်တကယ်ပြောတာကိုတော်မှစိတ်ဒီနည်းနည်းလေးထိခိုက်တော့စိတ်ထိခိုက်တယ်သူအခုအခုဆိုလို့ချင်းကြည်လိုက်ငလင်လောက်ပြီးတော့ဘသူမှအိမ်ထဲမအေးရတော့အကုန်လုံးကုန်လုံးလန့်နေပြီကိုကလည်းငလင်ရသေးတာမလောက်ဘူးသူရဲ့အရှင်ကိုမရှိရလောက်တာကြီးပဲနော်ကြောင်တောင်ဝင်ကလေးရပြီးတော့နိုင်ငံကြီးအေဂျင့်တင်ရင်အောင်ဒီဟာလေးနဲ့တွဲပြီးတော့လောက်ကြပါဗျာနော်လောက်ကြပါနားလို့